ဏကဓာတိနဲ့သရမရဏကကံရဲ့အကျိုးကြီးအဝိဇ္ဇာကကံရဲ့အကြောင်းကြီးကံရဲ့အကြောင်းဖြစ်တဲ့အဝိဇ္ဇာကိုကံရဲ့အကျိုးဖြစ်တဲ့ဓာတိသရမရဏကပြန်လုံးပြန်ဆိုတော့ပြောမယ်ဆိုရေထဲကငါးတကောင်သူ့မိကိုသူကြိုက်နေဘူးဆိုတော့ဒီငါးကအခွေကြီးဖြစ်နေမှာပေါ့တော့အဲဒီလိုမျိုးလိုပဲအခုလည်းပဲကိလေသာလို့ဆိုတဲ့အဝိဇ္ဇာကြောင့်ကံနေဖြစ်ပြီဒီကံဆိုတဲ့ ိလေသာကာမဝတ္တေကြောင့်ဝိဘက်ဖြစ်တဲ့ဇာတိတရာမရဏတွေဖြစ်သည်ဝိဘက်ဖြစ်တဲ့ဇာတိတရာမရဏတွေကြောင့်အဝိဇ္ဇာကိလေသာဖြစ်တဲ့အဝိဇ္ဇာဖြစ်ပြီဟောဒါလို့ဆိုတော့နော်အဝိဇ္ဇာလည်းကျုပ်တို့မဟုတ်ဘူးဇာတိတရာမရဏလို့ဆိုရယ်အဝိဇ္ဇာကိုဖြစ်စေတဲ့တရားလည်းကျုပ်တို့မဟုတ်ဘူးဘာဖြစ်လို့သူကန်းကြောင့်ဖြစ်တာတဲ့ကျုပ်တို့လို့လို့ဖြစ်တာပေါ့ကြီးတဲ့ဇာတိတရာမရဏကကျုပ်တို့လို့လို့ဖြစ်တာပေါ့ကြီးကျုပ်တို့လုံးလို့ဖြစ်တာမဟုတ်လို့သူ့ဘာသာသူဖြစ်တာလားဆိုသူ့ဘာသာသူလည်းဖြစ်တာမဟုတ်ဘူးလေ ။ဒါဖြင့်သူဘသာသူဖြစ်တာမဟုတ်ရင်ဘာကြောင့်ဖြစ်တာတုံးလို့မေးရင်တဲ့။ကံကြောင့်ဖြစ်တာ။ဒီဇာတိတရမရဏကကံကြောင့်ဖြစ်တာ။ဒါလို့ဆိုဒီကံကရောမေးတော့အဝိဇ္ဇာကြောင့်ဖြစ်တာ။ဒီအဝိဇ္ဇာကတော့ဘာလို့ကြောင့်လဲ။ဇာတိတရမရဏကြောင့်ဖြစ်တာလို့ပြောကြတယ်တော့။သူကနဲ့သူလဲသွားပြီနော်။တရားတွေလဲသွားဖို့ကြောင့်ပြောတာ။ဒီတရားလဲသွားအောင်ခင်ဗျားတို့မြင်ကြမှာလေကြိုက်လေဒီတရားလဲသွားအောင်မြင်တာမှာတရားတရားရဲ့တရားသားတရားနဲ့ကလေးတွေဒီခင်ဗျားတို့ကောင်းနေရောက်ရလေ အဲ့တရားတွေရဲ့တရားတရားနဲ့ကလေးတွေဒီခင်ဗျားတို့ခေါင်းနဲ့ရောက်လို့ရှိရင်ဟောတာလဲသွားဖို့ခင်ဗျားတို့သဘောပေါက်လို့ဒါလဲသွားဖို့သဘောပေါက်မှာကျွတ်တော့ကံကိုပြီးပြင်းပြင်းလာလို့ပြောရလေအဲ့တော့အခုလဲသွားပုံလေးကျွတ်တော့ပြောနေတယ်သင်္ခါရလို့ဆိုရဲကျွတ်တော့ကိုယ်နှုံးနှလုံးနေနဲ့လုံလုံကျွတ်ကျွတ်လောက်တာတွေဟာကျွတ်တော့လောက်တာလို့ထင်ရကျွတ်တော့ဖရားကတော့ပြောပြီဒါမင်းတို့လောက်တာမဟုတ်ဘူးဘသူလောက်တာလုံးလို့မေးတော့ဒါအာဝိဇ္ဇာကြောင့်ဖြစ်တာအာဝိဇ္ဇာလောက်တယ်ဒီအာဝိဇ္ဇာဘသူကြောင့်ဖြစ်တာတော့မမေးရကြဘူး ခုနဇာတိတရမရဏကြောင့်ဖြစ်တာလို့ပြောပြီဆိုတော့ဒီဇာတိတရမရဏဘာလို့ကြောင့်ဖြစ်တာလို့ဆိုတော့အဲ့ဒီမင်းတို့လှုပ်တယ်လို့ထင်ရတဲ့ကံလေးကြောင့်ဖြစ်တာလို့ဆိုတော့ဒီကံလို့ဆိုရဲကျုပ်တို့လှုပ်တယ်လို့ထင်ရတယ်ကျုပ်တို့လှုပ်တာမဟုတ်ဘူးလို့ပြောရတယ်ကံရဲ့အကျိုးတွေကကံရဲ့အကြောင်းဖြစ်တဲ့အဝိဇ္ဇာကိုကြံဖြစ်စေတာကိုဒါခင်ဗျားတို့သုံးချိန်လောက်ပြပြောပြတော့ပါလိမ့်ဒါစင်းတို့ခင်ဗျားတို့သဘောပေါက်အောင်ဘယ်လိုသဘောပေါက်မလဲလို့ဆိုတော့အဝိဇ္ဇာကြောင့်တင်္ခါရဖြစ်တာတင်္ခါရကြောင့်ဇာတိတရပါဏဖြစ်တာ ဇာတိတရမရဏကြောင့်အဝိဇ္ဇာဖြစ်တာလို့ဆိုတော့ဟာသူတို့ခုကြောင့်သူတို့ခုဖြစ်နေတာကိုတွေ့ရတယ်။သူတို့ဗမာတွေပြောကြတယ်နော်။မူလီအကြောင်းကြောင့်ကျိုးဖြစ်တာပဲ။အကြောင်းကြောင့်ကျိုးဖြစ်တာပဲလို့။သူတို့ဗမာတွေပြောကြသလားမပြောကြဘူးလားဗျာ။ပြောပါရဲ့ခင်ဗျာ။အကြောင်းကြောင့်ကျိုးဖြစ်တာပဲ။အကြောင်းကြောင့်ကျိုးဖြစ်တာပဲ ਨੇ ။သိပြီပြောတာတော့မဟုတ်ဘူး။သူတို့ပြောတဲ့အကြောင်းကြောင့်ကျိုးဖြစ်တာပဲလို့ဆိုတာမင်းနောက်ဘဝတော့ကံနေရဲ့အကြောင်းကြောင့်တို့ဒီမှာအကျိုးတွေဖြစ်နေတာပဲလို့ပြောတာနော်။ ကျုပ်တို့ဘုရားပြောတဲ့အကြောင်းကြောင့်အကျိုးဖြစ်တာပဲရတော့မဟုတ်ဘူးအဝိဇ္ဇာဆိုတဲ့အကြောင်းကြောင့်တိထာရဆိုတဲ့အကျိုးဖြစ်တာဘာကျိုးလို့လို့ကံကျိုးတိထာရကံနော်ဒီကံဘာကြောင့်ဖြစ်တာတုံးလို့မေးရင်ဟာလှုပ်လို့ဖြစ်တာဘောကွာလို့ပြောမှာပဲနော်ကံကြတော့ကျုပ်တို့လှုပ်တာလို့ထင်တာဆိုတော့ကံဘာလို့ဖြစ်တာဆိုလှုပ်လို့ဖြစ်တာဘောကွာလို့ပြောမှာပေါ့မင်းမလှုပ်ဖြစ်မှာလားပေါ့မင်းမဆဲရင်မင်းဆဲတာဖြစ်မှာလားကွာမင်းမခိုးရင်ခိုးတာဖြစ်မှာလားကွာဟောအဲ့ဒီကတော့တရားခံစစ်စစ်ဖြစ်ပြီညာတော့ 你拍了多了，过了多了，又多变了么物？干麻将去哪了？阿伟大叫，给你大讲，你你参加表彰了啊？哎，罗，给你大讲干几条了？高明讲啊，给你大讲几条了？好物。阿伟大出来，给你大讲几条了？好物。你讲啊，就是几条呢？每年要拿的。多变，变，讲都看不见路变。你讲啊，叫来好的，讲来好的。阿伟大我掏来多少？叫，我阿伟大我掏来多少？阿伟大讲几条出来？多九百呢？再看。 ဇာတိဒရာမရဏကိုဒီကံရရပဲဖြစ်သေးတာ။ဟောဇာတိဒရာမရဏထောက်တယ်ကဒီကံကပြန်အကြောင်းဖြစ်တာ။အကြောင်းကျိုးအကြောင်းကျိုးဆိုတာတခုတည်းကအကြောင်းကျိုးတော့ဒကာတို့မတို့ဒါလေးလည်းပဲကျွတို့အကြောင်းကျိုးဆိုတဲ့ရှိကအတုံးစကားလေးလည်းပြင်ပြီးတော့ကျွတို့နားလည်ပေးကြပါနော်။ဟာလောကကြီးမှာဖြစ်နေတာအကြောင်းကျိုးတွေအကြောင်းကျိုးတွေအကြောင်းကျိုးတွေဆိုတာဒီအရာကဒီဘယ်နဲ့အကြောင်းဒီအရာကဒီဘယ်နဲ့အကျိုးဒီတင်္ခါရကြီးလေတင်္ခါရဆိုတဲ့ကံလေးဟာ तू ကအဝိဇ္ဇာကြောင့်ဖြစ်တာလို့ဆိုတော့ तू အကျိုးတရားပဲ နော်ဒီတင်္ခါရကြောင့်သရဇာတိသရမရဏဖြစ်အောင်မလို့ဆိုတော့ဟောဒီကောင်အကြောင်းတရားဖြစ်သွားသူကြာနော်ဟောဒါကြောင့်မလို့သူအကြောင်းကျိုးအကြောင်းကျိုးလို့ဒီလိုပြောတာနော်တခုတည်းရတဲ့အကျိုးဖြစ်နေရနေအကျိုးဖြစ်နေရပြီပြတ်မသွားဘူးအကျိုးဖြစ်ရနေထပ်ပြီးကအကြောင်းခါပြန်ထလာအကြောင်းပြန်ထလာပြီးနောက်တစ်ခုအကျိုးဖြစ်သေးတယ်ဟောအဲ့ဒီလိုမျိုးလို့အဲ့တော့အကြောင်းကျိုးအကြောင်းကျိုးလို့ဆိုတဲ့ကျိုးတို့မှမာတွေသုံးနေကြတာတွေကတလဲသုံးနေကြတာနော်အမှန်ကန်သိပြီးသုံးတာမဟုတ်ဘူး သူတို့ကကံနဲ့ကံရဲ့အကျိုးကိုကြည့်ကြည့်ပြီးတော့အကြောင်းအကျိုးအကြောင်းအကျိုးနဲ့သူတို့ပြောတာနော်ကံနဲ့ကံရဲ့အကြောင်းကံရဲ့အကျိုးဆိုတာလည်းမြင်တာမဟုတ်ဘူးဟိုမမွေးခင်ကပြုခဲ့တဲ့ကံတွေအကြောင်းတို့ဒီမှာလာပြီတို့ဖြစ်ဒီကနေ့လူဖြစ်နေရတဲ့အကျိုးဒီလိုမျိုးပေါ့တခါတို့လူဖြစ်နေကောင်းတာတွေမကောင်းတာတွေတို့ကလုံအောင်မှာလုံတဲ့အခါကျတော့တို့သေးပြီးနောက်နတ်ဖြစ်မှာလားဖြစ်မှာဖြစ်မှာလားလူဖြစ်မှာလားခွေးဖြစ်မှာလားနွားဖြစ်မှာလားပေါ့အဲတခုဖြစ်မှာအကျိုးအဲဒီလိုမျိုးအပြင်အကြောင်းအကျိုးအကြောင်းအကျိုးနဲ့ပြောကြတယ်တို့တို့ဘုရားပြောတဲ့အကြောင်းအကျိုးကအဲ့ဒါမဟုတ်ဘူးနော်အခုနောက်တော့ ကံဟာကျုပ်တို့ပါဇက်နဲ့ဝေဒီကံကြီးကိုကျုပ်တို့ကျူးလွန်နေပြနေပါလျက်နဲ့အဲ့ဒီဝေဒီကံဟာကျုပ်တို့ကြောင့်ဖြစ်တာလားလို့ဆိုတော့ကျုပ်တို့ဖះဘယ်လိုပြောလဲမဟုတ်ဘူးလို့ပြောပြတော့ဒီဝေဒီကံဟာကျုပ်တို့ကြောင့်ဖြစ်တာလေလားဟုတ်ဘူးဘယ်သူကြောင့်ဖြစ်တာလဲလို့ဆိုအာဝိဇ္ဇာကြောင့်ဖြစ်တာအာဝိဇ္ဇာကြောင့်ဖြစ်တာဟောအဲ့ဒီလိုမျိုးလို့အာဝိဇ္ဇာကြောင့်ဖြစ်တာလို့ပြောတော့ဒီလိုဆိုရင်ဒီဆဲနေပါတယ်လို့ဆိုတော့မောင်မဲဟာသူများတတွေကိုဖျောက်ရမ်းပတ်ပြီးဖဲနေတယ်လို့ဆိုရင်ဒီဖဲတာကိုဘယ်သူလုပ်တာတော့မသိရင် မောင်မဲလို့တာလို့လူတိုင်းမပြောတော့ပြီဘူးလားပြောပါပြောတော့ပါရဲ့လူတိုင်းမဲပြောတော့တယ်ဒါပေမဲ့ကျွတ်တို့ကတော့မောင်မဲလို့တာလို့ပြောရလားမပြောပါဘူးမပြောဘူးမောင်မဲလို့လို့ဖြစ်တာမဟုတ်ဘူးတဲ့ဒီခဲတာဟာဟောဒီလိုပြောတယ်ဗျာဒါဒီလိုဆိုရင်တခြားမောင်မဲကိုချစ်နေသူမုန်းနေသူတယောက်တည်းကနေပြီးတော့များလှုပ်လိုက်လို့မလို့မောင်မဲထဲတာလားလို့ဆိုတော့အာသူများလို့တာလည်းမဟုတ်ဘူးတဲ့ပေါင်းကျင်လို့လို့လည်းမဟုတ်ဘူးတဲ့ဒီလိုဆိုရင်ဒီခဲတာအเจ้าမဲ့ညီများဖြစ်နေတာလားလို့ဆိုတော့အเจ้าမဲ့ဖြစ်တာလည်းမဟုတ်ဘူးတဲ့ဘာဖြစ်လို့ဒါဖြစ်ထဲတာလို့ဆိုတော့အဥစ္စာကြောင့်ထဲတာ အဝိဇ္ဇာလုတ်တာဒါကျွတ်တို့ဘုရားတဆူးလေးပြောခဲ့တာဒါလေးကိုပြပြပြတိပေးကြပါလို့ပြောတာကျွတ်တို့ဘုရားတဆူးလေးဟောဒီစကားမျိုးပြောခဲ့တာကျွတ်ပြီဒီလိုမျိုးလေးပြင်ဘယ်သူမှပြောနိုင်မယ်လို့မရှင်းဘူးညာကိုကိုယ်တိုင်ကြီးတောင်ဆဲနေမှာတော့ကိုယ်ဆဲတယ်လို့ဆိုတာလူတိုင်းသိတော့ပါပဲပေါ့မင်းမဆဲဘယ်သူကလာခဲမှာတော့ကွာပြောမှာပဲလို့တင်တယ်ကအဲ့တော့ကျွတ်တို့ဘုရားကတော့အာဒါမောင်မဲဆဲတာပေါ့ဒါအဝိဇ္ဇာကြောင့်ဆဲတာအဝိဇ္ဇာကြောင့်ဖြစ်တဲ့အဲဒါလို့ဆိုဒီအဝိဇ္ဇာမောင်မဲလား ။မောင်မဲကမိုက်နေတယ်လို့ဆိုတော့မောင်မဲအဝိဇ္ဇာလို့ပြောကြတော့တာပေါ့နော်။ဒီကောင်အဝိဇ္ဇာတွေရှိနေလို့ပေါ့။ဒီကောင်ပိုင်မဲနေလို့ပေါ့။တရားဝိဇ္ဇာသူပဲပေါ့လို့။မောင်မဲကိုအဝိဇ္ဇာကောင်လို့တခါပတ်ပြန်အောင်တော့။အဲဒီတော့မတ်ပြန်အောင်ပေါ့တော့မှဆိုတော့မောင်မဲကအဝိဇ္ဇာမောင်မဲလောက်တာလားလို့ပြောတဲ့ခါကျ။အာမောင်မဲမဟုတ်ဘူးလေအဝိဇ္ဇာမောင်မဲမဟုတ်ဘူး။ဘာမအဝိဇ္ဇာဘာလို့ဘာလို့ကြောင့်ဖြစ်တာလို့ဆိုတော့အဝိဇ္ဇာအကြောင်းမဲ့ဖြစ်တာလည်းမဟုတ်ဘူးလေဘာလို့ကြောင့်ဖြစ်တာလဲဇာတိသရမရဏကြောင့်ဖြစ်တာဟောဇာတိသရမရဏကြောင့်အဝိဇ္ဇာဖြစ်တယ်လို့ဆိုတာလဲ ကျွတ်တို့ဘုရားတပါးတဲ့တိအဲကျွတ်ဒီလိုပြောချင်တယ်ဗျာကျွတ်တို့ဘုရားတပါးတဲ့တိရာနေပြီးတော့ကျွတ်တို့ဘုရားရဲ့တပည့်တပန်းဖြစ်တဲ့ကျွတ်တို့တကာတော့မှဒါတိရပါခဲ့ကျွတ်တို့ဘုရားကအတိပေးနေတာသူဆိုရင်တော့ဒေဝိတာမသူညွန်ပြသူပဲဖြစ်တယ်သူဟာတကယ်ကိုလူတွေကိုမပေးသူမဟုတ်ဘူးလို့ပြောရမှာနော်ညွန်ပြသူပဲဖြစ်ဘာညွန်ပြနေအောင်မင်းတို့ဒီလိုလုပ်မှန်းနေဒီလိုလိုလုပ်ရင်မှားတယ်မင်းတို့ဒီလိုပြောရင်မှန်းနေဒီလိုပြောမှမှားတယ်ဟောအဲ့ဒီလိုမျိုးလို့သူညွန်ပြသူပဲ မှန်အောင်လဲသူကျွတ်လို့မမပေးနိုင်ဘူးမှန်အောင်လဲကျွတ်လို့သူချပြီးတော့တွန့်ချပြီးညစ်တယ်သူတို့ဗျာပြူလဲမပြူသားနိုင်ဘူးမလဲမမန်းစားနိုင်ဘူးလို့သူပြောအဲ့လိုမျိုးလို့ဖြစ်တဲ့အတွက်သူတို့ဗျာညုံပြသူကနေပြီးတော့ဒီလိုမျိုးလို့မြင်သွားပြီဆိုတော့သူမြင်တာကိုကျွတ်လို့ပြပြီဆိုရင်ကျွတ်လို့လည်းမြင်ရမှာပေါ့နော်အဲ့တော့အဝိဇ္ဇာကကျွတ်လို့ခေါ်ဘူးအဝိဇ္ဇာကကျွတ်လို့လောက်တာမဟုတ်ဘူးသူအဝိဇ္ဇာအကြောင်းမဲ့ဖြစ်တာလူပေါ်မှာအကြောင်းမဲ့ကိုအဝိဇ္ဇာကြီးကလာရောက်တာလားအကြောင်းမဲ့ဖြစ်တာလည်းမဟုတ်ဘူးလေ အဝိဇ္ဇာဘယ်သူကြောင့်ဖြစ်တာလဲတော့အဝိဇ္ဇာကလည်းဇာတိတရာမရဏကြောင့်ဖြစ်တာလေ။ဟောတိတိချာချာ तू ကနေပြီးတော့အကြောင်းကိုလေတိတိရှိတိတိချာချာရှိပြီးတော့ပြာ။ကောင်းပြီအဝိဇ္ဇာဇာတိတရာမရဏကြောင့်ဖြစ်တာလေ။ဇာတိတရာမရဏကတို့လား။အတို့လို့တာမဟုတ်ဘူးလေဇာတိတရာမရဏလေ။ဇာတိတရာမရဏလေတို့လို့တာမဟုတ်ဘူးဆိုဇာတိတရာမရဏအကြောင်းမဲ့ဖြစ်တာလားဆိုအကြောင်းမဲ့ဖြစ်တာလည်းမဟုတ်ဘူး။ဘု து ကြောင့်ဖြစ်တာတော့လို့မေးတဲ့အခါကျတော့သင်္ခါရကြောင့်ဖြစ်တာ။ ဇာတိတရာမရဏလေသင်္ခါရကြောင့်ဖြစ်တာလို့ဆိုတော့ဟောသင်္ခါရကြောင့်ဇာတိတရာမရဏဖြစ်တယ်အဝိဇ္ဇာကြောင့်သင်္ခါရဖြစ်တယ်ဇာတိတရာမရဏကြောင့်အဝိဇ္ဇာဖြစ်တယ်တခုတခုပြတ်တာရှိသေးတယ်ရှိပါရဲ့မရှိတော့ဘူးအဝိဇ္ဇာဆိုတာကကိလေသာဘူးသင်္ခါရဆိုတာကကမ္မဘူးဇာတိတရာမရဏဆိုတာကဝိပါကဝတ်ဆိုတော့ဟောဒီဝတ်သုံးခုဟာဒီအဝိဇ္ဇာဆိုတဲ့ကိလေသာဝတ်ဟာ သင်္ခါရကိုဖြစ်စေတယ်လို့ထိုးတော့တော့ तू အကြောင်းပေါ့ဗျာနော်အကြောင်းဖြစ်နေပြီမဲ့ तू ကိုယ်တိုင်တောင်ပါတဲ့ဇာတိတရာမရဏအကြောင်းဖြစ်ရပါတယ်လို့ဆိုတော့ဟော तू အကျိုးဖြစ်မနေဘူးလားဗျာဖြစ်ပါတယ်ဟောအဝိဇ္ဇာကအကျိုးလည်းဟုတ်အကြောင်းလည်းဟုတ်တခါသင်္ခါရကလည်းအဝိဇ္ဇာကြောင့်ဖြစ်ရပါတယ်လို့ထိုးတော့တော့ तू အကျိုးတခါဒီသင်္ခါရကြောင့်များဇာတိတရာမရဏဖြစ်စေပါသေးတယ်လို့ဆိုတော့ဟော तू အကြောင်းဖြစ်ဆိုတော့ သင်္ခါရတကူတည်းကနေပြီးတော့အကျိုးလဲဟုတ်အကြောင်းလဲဟုတ်မဟုတ်ဘူးလားဟုတ်ပါရဲ့ဟုတ်တယ်နောက်တစ်ခါဒီဇာတိတရမရဏကလည်းပဲသင်္ခါရကြောင့်ဖြစ်တာလို့ဆိုတော့ဟောဇာတိတရမရဏအကျိုးပြစ်စီဒီဇာတိတရမရဏကပဲအကြောင်းပြန်လုပ်ပြီးတော့အဝိဇ္ဇာကိုဖြစ်စေပါတယ်လို့ဆိုတဲ့အခါကျတော့ဟော तू ကလည်းအကြောင်းပဲပြန်ဖြစ်သွားတယ်ခေါ်လားဗျာဒီသုံးခုလုံးမှာဝတ်သုံးခုလုံးမှာကိလေသာဝကမ္မဝဝိပါကောဒီဝတ်သုံးခုလုံးမှာအကြောင်းမဖြစ်ပဲအကျိုးကြီးတွေဖြစ်တဲ့ဟာတို့ အကျိုးမပြပဲအကြောင်းကြီးလည်းဖြစ်တယ်ဟာလို့စဉ်းစားရှိကြလားဗျာမရှိဘူးတစ်ခုတိုင်းဟာအကျိုးနေရာမှာလည်းရှိတယ်အကြောင်းနေရာမှာလည်းရှိတယ်ဝိမာကဝကလည်းပဲအကျိုးနေရာလည်းရှိတယ်အကြောင်းနေရာလည်းရှိတယ်ကာမဝကလည်းအကျိုးနေရာလည်းရှိတယ်အကြောင်းနေရာလည်းရှိတယ်တို့ပြောခြင်းတဲ့ point ဒါမဟုတ်သေးဘူးနော်တို့ပြောခြင်းတဲ့ point ကကောင်းပြီတလို့ဆိုရင်အဝိဇ္ဇာကလည်းပဲသူ့အကြောင်းကြောင့်သူဖြစ်တာအဝိဇ္ဇာကအကြောင်းမဲ့ဖြစ်တာလားဟုတ်ဘူးနော်သူ့အကြောင်းကြောင့်သူဖြစ်တာတော့ ဘယ်အကြောင်းကြောင့်လဲဆိုဇာတိတရမရဏဆိုတဲ့အကြောင်းကြောင့်ဖြစ်တာလားအဝိဇ္ဇာသူ့အကြောင်းကြောင့်သူဖြစ်တာနောက်တခါသင်္ခါရကလည်းပဲသူ့အကြောင်းကြောင့်သူဖြစ်တာသင်္ခါရလည်းသူ့ဘာသာသူဖြစ်နိုင်အားရှိရလားမရှိပါဘူးရှိဦးနော်တခါဇာတိတရမရဏလည်းသူ့အကြောင်းကြောင့်သူဖြစ်တာအကြောင်းမဲ့ဖြစ်တာဟုတ်ကလားဟုတ်ပါဗျာဇာတိတရမရဏလည်းအကြောင်းမဲ့ဖြစ်တာမဟုတ်ဘူးလို့ဆိုတော့ဒီလိုဆိုသင်္ခါရလည်းကျုပ်တို့လောက်တာမဟုတ်ဘူးအဝိဇ္ဇာလည်းကျုပ်တို့လောက်တာမဟုတ်ဘူး ဇာတိသရမရဏလို့ဆိုတဲ့ဝိပါကဝုကလည်းကျုပ်တို့လောက်တာမဟုတ်ဘူးကျုပ်တို့နဲ့မြန်ပတ်သက်သေးတော့ရလားဗျာမှန်ပါပါဘုပတ်သက်ဘူးနော်အဝိဇ္ဇာကြောင့်သင်္ခါရဖြစ်သင်္ခါရကြောင့်ဇာတိသရမရဏဖြစ်ဇာတိသရမရဏကြောင့်အဝိဇ္ဇာဖြစ်အဝိဇ္ဇာကြောင့်သင်္ခါရဖြစ်နေဘယ်လိုလဲပတ်နေတာကိုဘုသုံးကားလဲပတ်နေတာကိုတန်ត្រာလို့ကျုပ်တို့ပြောရမလားမပြောရဘူးလားပြောရပါဗျာဟောပြောရမှာဒီလိုဆိုဒီတန်ត្រာထဲမှာကျုပ်တို့ပါရလားဟုတ်ပါပါဗျာ။ဥမာဟုတ်တော့အဝိဇ္ဇာလဲကျုပ်တို့မဟုတ်ဘူး။ကျုပ်တို့လောက်တာလဲမဟုတ်ဘူး။ အဝိဇ္ဇာကျွတ်တို့လို့လို့ဖြစ်တာလည်းမဟုတ်ဘူးကျွတ်တို့လည်းမဟုတ်ဘူးသင်္ခါရကလည်းကျွတ်တို့လည်းမဟုတ်ဘူးကျွတ်တို့လို့လို့ဖြစ်တာလည်းမဟုတ်ဘူးဇာတိသရမရဏကလည်းပဲကျွတ်တို့လည်းမဟုတ်ဘူးကျွတ်တို့လို့လို့ဖြစ်တာလည်းမဟုတ်ဘူးကဲဒါလို့ဆိုရင်ဒီတန္တရာလို့ဆိုတဲ့လေပတ်နေတဲ့တောက်သုံးတောက်ဖြစ်တယ်ဝတ်သုံးပါတယ်မှာကဲကျွတ်တို့ပြန်ပါသေးတော့လားဗျာမပါဘူးနော်ကဲကျွတ်တို့မပါဘူးသင်္ခါရလည်းကျွတ်တို့မဟုတ်ဘူးဇာတိသရမရဏလည်းကျွတ်တို့မဟုတ်ဘူးအဝိဇ္ဇာလည်းကျွတ်တို့မဟုတ်ဘူးအဲကျွတ်တို့ဒါမဟုတ်တာ तू ကတော့ရက်သွားတယ် သူကပြန်နှေးပြီးသူ့ဘာသာသူပြတ်သွားတယ်လို့ဆိုတာမရှိဘူးဗျာဒီကောင်ကဘာဖြစ်တယ်လဲဆိုရင်သူ့လေပတ်တဲ့အားကကြားလေလေပတ်လေကြားလေလေပတ်လေလို့ပြောအဝိဇ္ဇာကြောင့်သင်္ခါရလို့သင်္ခါရကြောင့်ဓာတိတရာမရဏဖြစ်ဒီဓာတိတရာမရဏကြောင့်အဝိဇ္ဇာပြန်ဖြစ်တယ်လို့သူ့လေပတ်မှုအချိန်ကတော့တစ်ခုတစ်ခုထောက်နေတာဖြစ်တဲ့အတွက်ပြောမလို့စက်ပဲဗျာစက်ဆိုတာလဲဒီလိုပဲမဟုတ်လားစက်ဆိုတာတစ်ခုနဲ့တစ်ခုကိုချိန်ထားလိုက်တဲ့အခါကျတော့အဲတစ်ခု ပြက်သွားမဲ့အရာဒီပဲလဲနောက်ထပ်တစ်ခုဖြစ်သွားဖို့ရန်အကြောင်းပြောင်းပြန်လှုပ်ထားလိုက်တာနော်ဥပမာဗျာခင်ဗျားတို့တော့စက်ဒီနေယင်းဒီယင်းဒီမလားမယင်းဒီမယင်းဒီဘူးလားမသိဘူးဒီစဲအင်ဂျင်စက်တစ်လုံးတည်အောင်ဒီစဲအင်ဂျင်စက်တစ်လုံးဆိုလို့ရှိရင်ဝေဘိန်းတစ်ခုပါဝေဘိန်းတစ်ခုပါဒီဝေဘိန်းထဲမှာဝင်ရိုးောက်ပါဒီဝင်ရိုးောက်မှာအတွင်းနဲ့ပေးစတင်းဆိုပြီးတော့တစ်ခါတဲ့ထိုးသွင်းစရာအခုပါအဲအဲ့ဒါဒီအတွင်းထဲမှာတစ်ခါတဲ့ဆလင်ဒါဆိုတဲ့အခေါင်းကြီးတဲ့ကိုဒီ ွေးကလေးဆိုရာကြီးထိုးသွင်းလိုက်ထိုးသွင်းလို့အဆုံးအထိထိုးသွင်းလိုက်တော့ကျက်ပြီးတော့ခါရသိပ်ပူးလာတဲ့အခါကျတော့အဲ့လိုသိပ်ပူးနေတဲ့အချိန်လောက်မှာဒီစီရီပန်းပေးလိုက်စီရီပန်းပေးလိုက်တဲ့အခါကျတော့သိပ်ပူးနေတာနဲ့စီနေတွေ့မိတော့ဒါတော့ကျင်းချင်းလေးထဲမှာမိတော့တဲ့အခါကျတော့မိတော့တော့တားပူပြီးလေရတားပွားလာပြီးတော့ဒီအတွင်းထဲမှာရောက်နေတဲ့ဖေးစီဆိုတဲ့ဟာကြီးကိုနောက်ပြန်ကန်ထိုးလိုက်ကန်တွန်းလိုက်ကန်တွန်းလိုက်တော့ဒီဟာကြီးကနောက်ထုတ်နောက်ထွက်လာနောက်ထွက်လာတော့ဝင်ရောကောက်ကဟောလဲလိုက်ရော လဲလိုက်တော့ဒီကဝိတ်ကလည်းအချိန်နဲ့သူလဲရင်လဲတာနေပြီးမနေဘူးနဲ့ခြေတိုးပြီးသူကလဲသွားတယ်ခြေတိုးပြီးလဲသွားတဲ့ခါကျဒီပစ်တင်ကဒီဘက်အဆုတ်ရောက်သွားပြီးနောက်ဟိုပြန်ပြီးတော့တခါဘင်းကလဲရကြောင်ပြန်ပြီးတော့ဝင်သွားတယ်ဝင်သွားတဲ့ခါကျအတွင်းထဲကအခိုးဖြစ်ပြီးတာဟာအခုရှင်းပြလိုက်တခါလည်းအီဒေါ်ကဖွင့်ပြီးရှင်းပြလိုက်ရှင်းပြလိုက်ပြီးတော့နောက်တခါတစ်ခေါက်ပြန်လာဝိတ်ဘင်းကလည်းအချိန်နဲ့လဲတာကိုလဲတော့ပြန်လာပြီးနောက်တခါဝင်သွားတဲ့ခါကျတော့ဟော ပါသွေးပြီးတော့သူအကြက်ခိုက်လိုက်တယ်အဲ့ဒီအကြက်ခိုက်လိုက်ပါတခါတည်းစီကနေပြီးတော့ပန်းထုတ်လိုက်ပြီဆိုတဲ့အခါကျတော့စီပန်းလိုက်တဲ့အတွက်တခါမီးကလည်းလောင်ရမီမီးလောင်တော့ဟောဒီခုနကပစ္စည်းကြီးကနောက်ပြန်ထွက်လာတယ်ပစ္စည်းကြီးနောက်ပြန်ထွက်လိုက်ရှေ့ပြန်ထိုးလိုက်နောက်ပြန်ထွက်လိုက်ရှေ့ပြန်ထိုးလိုက်နဲ့ဒီဝေဘင်းကလည်းပဲအဲ့ဒါလေးနဲ့ဟန်ချက်ညီအကုန်လုံးကိုဒိတ်စားပြီးလှုပ်ထားရတော့တခုအပြက်ဒီပင်လဲနောက်ထပ်တခုအဖြစ်ဖြစ်အောင်လှုပ်ထားလိုက်တာဆိုတော့ဟောဘယ်တော့မှသူဟာမပြတ်တော့ဘူးလို့ပြောကြတော့အဲ့ဒီလိုပဲစက်တခုရဲ့အဖြစ်ဟာ အဖြစ်တစ်ခုဖြစ်ပြီးနောက်အဲ့ဒီအဖြစ်တစ်ခုရဲ့နောက်ဆုံးပိတ်အပြက်ဒီပဲလဲနောက်အဖြစ်တစ်ခုကိုခတ်မိတော့အောင်သူကလှုပ်ထားတော့နောက်တစ်ခုအဖြစ်ကိုတခါပြန်ပြီးဆက်ပြီးလဲတော့တာပေါ့အခုလည်းပဲအဝိဇ္ဇာကြောင့်ကျွတ်ကတင်္ခါရဖြစ်ပြီးတင်္ခါရကြောင့်ဇာတိတရာမရဏဖြစ်တယ်ဒီဇာတိတရာမရဏပြီးရင်အဝိဇ္ဇာပြန်လို့ဖြစ်တော့ပဲပြတ်ပါလားဆိုဆိုမဟုတ်ဘူးဒီဇာတိတရာမရဏကပဲသခါထက်ပြီးတကလားအဝိဇ္ဇာကိုပြန်ဖြစ်သွားသူဥပမာပါဠိနဲ့တွားတူလဲဆိုရင်ဒီတောင်သုံးတောက်ကတော့ဒီတိပင်းတိပင်းနဲ့ အဲ့ဒီတစ်ပင်တစ်ပင်ကတီးတဲ့တစ်သီးအဲ့ဒီတစ်သီးတွေကပါတဲ့တစ်သီးကျုပ်ပြန်အဲ့ဒါနဲ့သွားတူတယ်လို့ဆိုပြောတယ်ဟောဒီတစ်ပင်တွေကလည်းဆက်လည်နေတာပဲဗျာဒီတစ်ပင်တွေတည်သွားတော်မှဘယ်ဒီတစ်ပင်တွေရဲ့တည်သီးဝလာနေရနေကြံခဲ့တဲ့တစ်သီးတွေကနေပြောဒီတစ်ပင်အစားပြန်ပေါက်တာလေဗျအဲ့ဒီလိုမျိုးလို့ဖြစ်တဲ့အတွက်ဒီတစ်ပင်တွေကမပြဘူးကဘာပေါ်မှာဘယ်တော့မှစခဲ့တယ်ဆိုတာလည်းမသိတရက်ပင်ဆိုတဲ့တစ်ပင်ဆိုတာဘယ်တော့မှစခဲ့တယ်လို့မသိဘူးအနှစ်တစ်ထောင်ကလို့လည်းပြောလို့မရဘူးအနှစ်တစ်သောင်းကလို့လည်းပြောလို့မရဘူး ဒီတရားပင်အားဖြင့်ဘယ်လိုသတိရှိနေလဲဆိုတော့ပြုလို့အစမထင်တော့တရားသိရှိလို့တရားပင်ပေါက်လာဒီတရားပင်ပေါက်လို့တရားတိဆိုတာလည်းပြီးတာဒီတရားတိတိလို့လည်းဒီတရားတိတဲ့တရားသိရလည်းပါတာအဲ့တော့ဒီတရားတိလို့ဆိုတဲ့တရားပင်ရဲ့အကျိုးထဲမှာပဲတရားသိလို့ဆိုတဲ့တရားပင်ရဲ့အကြောင်းကလည်းပြန်ပါလာပြန်တော့လာပြန်တော့အဲ့တော့တရားတိတဲ့တရားသိပါဒီတရားသိရရှိလို့မလို့ဟောတရားပင်ကလည်းတိုက်လိုက်တော့ပေါက်လာပြန်ဒီတရားပင်ပေါက်တော့လည်းပဲဒီတရားပင်ကဘာဖြစ်လို့ဆိုတရားတိကလည်းပြီးကြသေးတော့ အဲ့ဒီတရားပြီးတဲ့ပဲတခါထပ်ပြီးတရားအစီအရလည်းပြန်ပါလာဆိုတော့ဒီတရားပင်ဘယ်တော့မျိုးတုံးမှာတော့ဗျာမျိုးကိုမဆုံးတော့ဒါတရားပင်ဆက်လဲနေတာလို့ဒီလိုပြောရမှာပေါ့ဒီဆက်လဲတာကတော့နည်းနည်းနှေးလွန်းတဲ့အတွက်ခင်ဗျားတို့စိတ်နဲ့မြန်အောင်လေးနည်းနည်းဆက်ကြည့်မှဆက်လဲပုံသိရမယ်လို့ပြောရပြုတို့ထဲမှာတန်တရားဆက်လဲပုံကတော့ဖြင့်တကယ်သိကြကောင်းပါလေလို့ပြောရမှာပေါ့ဆိုလိုတာကတော့ကိလေသာဝိုးလို့ဆိုတဲ့အဝိဇ္ဇာဒီအဝိဇ္ဇာသူ့ဘာသာသူလည်းဖြစ်နိုင်အားမရှိသူ့ဘာသာသူဖြစ်နိုင်အားမရှိဘူးသူက သူ့တခါတဲ့ခုနကတော့ဇာတိနဲ့သရပါဏာနဲ့သူလှုပ်ပေးလိုက်။ဩအဲ့ဒါကြောင့်မလို့သူအကြောင်းမရှိဘဲနဲ့သူဖြစ်ဘူး။အကြောင်းရှိလို့သူဖြစ်လာ။အကြောင်းရှိလို့သူဖြစ်လာပြီးတော့သူဖြစ်လာသူ့တွေမဲ့ရက်တီသွားရောလားဆိုတော့မဟုတ်ဘူး။ तू ကနေပြီးတော့တင်္ခါရကိုခါတဲ့ဖြစ်စေလိုက်ပြန်ပြီဆိုတော့ तू ကပြန်ပြီးအကြောင်းဖြစ်သွားတာ။တင်္ခါရကလည်းပဲအဝိဇ္ဇာကြောင့်ဖြစ်တယ်ဆိုပြီးအကျိုးဖြစ်နေရနေပြီးတော့သူကနေဝိညာဉ်နာယောတလာရနာဖတ်တာဝိညာဉ်ဆိုတဲ့ဇာတိသာမရဏဖြစ်နေတဲ့အခါကျတော့ဩ तू ကလည်းပဲပြန်ပြီးတော့အကြောင်းပြန်လုပ်ပြန်သွားတယ် အဲ့အကြောင်းပြန်လှုပ်သွားလို့ဇာတိတရာမရဏလို့ဆိုတဲ့ဟာကြီးဖြစ်ပြီလို့ဆိုလို့ဒီဇာတိတရာမရဏအကျိုးဖြစ်နေရနေပြီးတော့ဒီဇာတိတရာမရဏတွေသိပြီးရပ်သွားဘာဖြစ်လာလို့ဆိုဒီဇာတိတရာမရဏနေထပ်ပြီးတော့အဝိဇ္ဇာဆိုတဲ့အကြောင်းကိုပြန်လှုပ်ဒီတော့အဝိဇ္ဇာလည်းကျုပ်တို့မဟုတ်ဘူးသင်္ခါရလည်းကျုပ်တို့မဟုတ်ဘူးဒီဇာတိတရာမရဏလည်းကျုပ်တို့မဟုတ်ဘူးလို့ဆိုတော့ဒီသုံးခုကကျုပ်တို့တာမဟုတ်တာကျုပ်တို့ ਨੇ กินပြီးတော့လဲဖြစ်နေတာမဟုတ်ဘူးလို့ဒီလိုပြောတာ အဝိဇ္ဇာဖြစ်တယ်အဝိဇ္ဇာဖြစ်တယ်ဟိုသစ်ပင်ခေါပြားမှာဖြစ်နေတယ်လို့ဟိုရေတွင်းထဲမှာဖြစ်နေတယ်လို့ကြားကြားဘူးကြရလားဗျာကြားဘူးကြားဘူးအဝိဇ္ဇာလူနေခြင်းပြီဖြစ်တာဒါဖြင့်သင်္ခါရတွေပြုတယ်ကံတွေလုပ်တယ်ကံတွေလုပ်တယ်လို့ဆိုတာလည်းပဲဟောလူနေခြင်းပြီကံမဖြစ်လူပဇမပါပဲနဲ့ဖြင့်ဝေဒီကံလုံးလို့ကိုမရဘူးလူကိုယ်ကာယမပါပဲနဲ့ဖြင့်ကာယကံလုံးလို့ကိုမရဘူးလူရဲ့စိတ်မနှောမပါပဲနဲ့ဖြင့်လည်းမနှောကံလုံးလို့ကိုမရဘူး လုံးလုံးကိုမရတော့ဒီကံကလူမဟုတ်ပေမဲ့လူနဲ့ရောကင်းရလားဗျာကင်းပါဘူးဩဒီကံကလည်းလူနဲ့မကင်းဘူးဒါပြင်ဝိညာဉ်အရုပ်သလာရဲ့နာဘဒဝေနာတို့ရဲ့ဇာတိတရာမရဏဒီဇာတိတရာမရဏကတော့သူဟာရောလူနဲ့မကင်းဘူးပြီးတော့အဝိဇ္ဇာလည်းလူမဟုတ်ဘူးလူနဲ့လည်းမကင်းဘူးသင်္ခါရတို့ဇာတိတရာမရဏတို့ဆိုရယ်ကံမဝုဝိပါကဝုတရားလည်းပဲလူမဟုတ်ဘူးဒါပေမဲ့လူနဲ့မကင်းဘူးလူနဲ့မကင်းဘူးလို့ဆိုတဲ့အခါကျလူပေါ်မှာ သူဒီတန္တရာတက်ကလဲနေတာလို့ပြောအောင်လူရောမှာဒီတန္တရာတက်ကလဲနေတဲ့အခါကျလူတော့သတ်ပုသတ်လောင်နဲ့ခံရတာဘာဖြစ်လို့ဆိုတော့တန္တရာတက်ကလေကြပြီဆိုရင်ဝင်လေးရသူမျက်ပြည်ကြီးခိုးတယ်ဆိုတဲ့တန္တရာလဲပြီဆိုတော့ခိုးပြီဆိုမှတော့ခိုးတဲ့သူ လူကမကြိုက်ခိုးတဲ့သူလူကမကြိုက်ဘူးလို့ဆိုရင်အဲ့ဒီခိုးတဲ့သူဖြစ်နေနိုင်တဲ့တန္တရာကြီးခိုးတန္တရာကြီးကလူရောမှာလားလဲနေပြီဆိုတော့ ဒီလူကအဲ့ဒီတန်တရားရဲ့အစုအခန်းနေရာပြီလို့ဆိုတော့ခိုးတာကလူတွေကနေပြီးတော့အမုံတိခံရတဲ့ဝင်လေးစရာဟာကြီးဆိုတော့ဒီဝင်လေးစရာတန်တရာကြီးကိုလူကထမ်းတာတော့ဒီလူဝင်လေးမလားမလေးဘူးလားဗျာလေးပါရဲ့ဩလေးပြီအဲ့ဒီလိုမျိုးလိုလေးရတဲ့အတွက်တန်တရာကတို့ဩထင်သွားတာတကယ်တော့တန်တရာက ကြုတ်တော့မဟုတ်ဘူးဒီခုနကကံတန်တရာလို့ဆိုရဲကံရဲ့ဝိဘက်ရဲ့ကိလေသာရဲ့ဒီသုံးခုလဲပတ်နေတာကသူ့သဘောနဲ့သူ့လဲနေတာ သူနိယမလေးနဲ့သူဖြစ်ပြီးတကလားတခုကိုတခုထောက်ပြီးတကလားနောက်တခုကဖြစ်ထွန်းနေအဲနောက်တခုကိုထောက်ပြီးတကလားလဲဒီတဲ့နောက်တခုကဖြစ်ထွန်းနေတာအဲဒီလိုခြားခြားလဲသွားတဲ့အခါကျတော့မရမနာပဲနဲ့လေပတ်တာဖြစ်အဲ့ဒီလေပတ်တာကကျုပ်တို့လားဆိုကျုပ်တို့လည်းမဟုတ်ဘူးကျုပ်တို့မဟုတ်ပေမဲ့ကျုပ်တို့နဲ့กินသလားဆိုတော့ကျုပ်တို့နဲ့လည်းမกินဘူးကျုပ်တို့နဲ့မกินမဲနဲ့လဲနေတော့ကျုပ်တို့မဟုတ်တာကျုပ်တို့ကမသိတော့ဘူးကျုပ်တို့နဲ့မกินတာကိုထောက်ပြီးတော့အဲ့ဒီလဲတာဒီပင်လဲကျုပ်တို့ပါပဲလို့သာမျိုးဖြစ်ခဲ့ရောဗျာ ဲ့တော့လဲတော့လဲဒုက္ခလဲရောက်တွေ့ဒုက္ခရောက်တော့လဲအဲ့ဒီဒုက္ခခေါင်းကြီးကငါတို့ပါပဲလို့ဟောအဲ့ဒီလိုထင်တော့တာဗျာအဲ့ဒီလိုထင်တဲ့အတွက်အဲ့ဒီလိုထင်တာမျိုးကိုမှသက်ကာယမိစ္ဆာတိတိကြီးလို့သူတို့ပြောတာဆိုလိုတာကတော့ခုနကတော့တန်တရားကလူနဲ့ဆိုင်လားမဆိုင်ဘူးလားတကယ်လူနဲ့မဆိုင်တော့ဘူးမလားလူနဲ့အဲ့ဒီလိုမျိုးများတဲ့ခါတဲ့သူကြပါစို့အဝိဇ္ဇာဆိုလဲလူမဟုတ်ဘူးသင်္ခါရဆိုလဲလူမဟုတ်ဘူး ကိုယ်ညင်နေဥဒလာရနာဖဒဝိနာဖြစ်တဲ့ဇာတိတရာမရဏတွေကလည်းလူမဟုတ်ဘူးလူမဟုတ်ဘူးလို့ဆိုလို့ရှိရင်လူမဟုတ်တဲ့အတွက်တကယ်တမ်းဆိုရင်တော့အနေသာကြီးပါလို့ပြောစရာရှိမှာသူကလည်းလူဝေါ်လာလေနေတာသတော့ဟောလူလိုလိုကလည်းတင်ရစရာမရှိဘူးလားဗျာရှိပါတယ်အဲတင်ရစရာရှိတဲ့အခါကျတော့အဲ့ဒီလူနဲ့လူမဟုတ်တဲ့အရာကိုထပ်ပြီးကြတာလားလူကိုလူမဟုတ်တဲ့အရာနဲ့မှတ်ပြီးကြတာလားဒါကျုပ်တို့စကားပြောကြရပြီ အထင်ထားခံကြလို့ဆိုရင်တော့ဒီလူဘောမှာအထင်လွဲတာလို့ပြောရမှာတော့တကယ်တော့လူနဲ့ခုနအတန္တရာနဲ့ကတော့မပတ်တဲ့လူနဲ့တန္တရာနဲ့ကတော့တခုတည်းမဟုတ်ဘူးအဲ့ဒါလို့တခုတည်းမဟုတ်ပေမဲ့ဒီလူနဲ့ကလည်းကင်းပြီးတော့ဒီတန္တရာကမဖြစ်တော့ဒါပြင်လူပါပဲလို့ဆိုတာမျိုးအထင်ထားခံရတော့တာလို့ပြောရမှာဥပမာပြောကြဆိုတာမန်လူတယောက်ယောဂဗျာတခုဖြစ်နေဘိုင်းနာခေါက်ကြိုက်အာမောင်ဖြူပြင်းဘိုင်းနာနေတယ်လို့ဆိုလို့ပြခဲ့ ိုင်းနာရာမောင်ဖြူပဲလို့ဒီလိုပြောမှာပေါ့တကယ်တော့ဘိုင်းနာရာမောင်ဖြူဆိုလို့ရှင်တော့မောင်ဖြူကမွေးရတဲ့မောင်ဖြူဖြစ်လာတာမသိမချင်းမောင်ဖြူဖြစ်နေဟုတ်ပါအဲ့တော့ဘိုင်းနာရာလည်းမွေးရတဲ့ဘိုင်းနာလေးပဲအဲ့ဒါလည်းမသိမချင်းလည်းပဲဘိုင်းနာနေရလိမ့်မယ်ဘာဖြစ်လို့လဲဆိုမောင်ဖြူကဘိုင်းနာရာဆိုရင်မောင်ဖြူနဲ့ဘိုင်းနာရာအတူတူဆိုရင်မောင်ဖြူရှိတယ်များဘိုင်းနာရာရှိတယ်ပေါ့အခုတော့ဘိုင်းနာရာဆိုတာကမောင်ဖြူပေါ်မှာလာရောက်ဖြစ်တည်နေတဲ့ဒါဖြစ်တည်မှုတစ်ခုပဲ အဲ့ဒီဖြစ်တည်မှုတစ်ခုကြောင့်မောင်ရှူခြင်းဖြစ်တည်မှုကမကောင်းလို့ရှိရင်တတ်နေတဲ့အတွက်အဲ့ဒီဖြစ်တည်မှုမကောင်းတဲ့တန်မောင်ရှူခံရเสียချင်ရဲ့လို့ဟောတယ်လို့ပြောတာဒါကိုတိတတ်တဲ့ဆရာတွေကြတော့သိသွားတယ်ဘာတိတယ်လဲလို့ထင်တော့အာမောင်ရှူတဲ့ဘိုင်းနာတာနဲ့တခြားစီဟာမောင်ရှူနေကခေါင်းကြိုက်တာနဲ့တခြားစီဟာခေါင်းကြိုက်တာမောင်ရှူမှမဟုတ်ပဲခေါင်းကြိုက်တာကအပြင်ပအကြောင်းတစ်ခုပူရကြောင်လားအေးရကြောင်လားအဲ့တခုခုကြောင့်မလို့သူခေါင်းကြိုက်တာလို့ဆိုတော့ 刚改的也叫我家加买水，啊没办法了，下，毛皮就这没办下。这就是毛皮又刚改标准的，毛皮薄嘛，薄了刚改腰线就那些，第一叫内呀，第一叫内呢，就是了，话两边没白穿，别穿白别穿了，白穿穿了，白穿你了，白穿我了，还得裤皮嘛，哎，都没有了是了，刚改大爷，刚改大爷叫你，刚改腰裤也，刚改腰裤也叫你了是的，你先理解下，如果你半点。 အဲ့လိုလူနဲ့မပတ်သက်တယ်လို့ယောဂဗျာဟာလူနဲ့မပတ်သက်တယ်လို့မပတ်သက်ဘူးလို့ဆိုရင်အဆက်အနွယ်မရှိဘူးလားလို့ထင်တော့အဲ့ဒီယောဂတန်ကိုခန်းနေရတဲ့အတွက်ခေါင်းကဲ့ရဲ့ခေါင်းကဲ့တဲ့တန်ကိုခန်းနေရတဲ့အတွက်တော့မောင်ရှုဆင်းရတာပေါ့လို့ဒီလိုပြောရမှာအခုလည်းပဲတန်ត្រာဟာလူတော့မဟုတ်ဘူးလူမဟုတ်ပင်နဲ့လူနဲ့ဆက်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 ကလေးအတန်ရန်ရှိနေတဲ့အလျောက်တော့ဒီတန်ត្រာရဲ့တန်လူကခံရအဲ့လိုတန်ត្រာရဲ့တန်ကိုလူကခံရတာကို သူတို့ဘုရားကနေပြီးတော့မခံရစေခြင်းနဲ့တည်းတန်ត្រာနဲ့လူအတူမဟုတ်တာမင်းတို့သိပေးကြအဲဒီလိုမျိုးသိပေးကြလို့ဆိုတဲ့အနေထားမျိုးနဲ့ပရိသတ်တမှုဘဒေသနာကိုကံတရားကိုသူတို့ဘုရားဟောတာကကံတရားကိုဟောတော့ခုနကံတရားကနော်မင်းတို့လောက်တာမဟုတ်ဘူးအဝိဇ္ဇာလောက်တာအဝိဇ္ဇာလည်းမင်းတို့လောက်တာမဟုတ်ဘူးဓာတိတရာမရဏလောက်တာဓာတိတရာမရဏလည်းမင်းတို့လောက်တာမဟုတ်ဘူးအဲ့ဒီကံတရားကြောင့်ဖြစ်တာလို့ဒီလိုလဲတော့ပြောလိုက်တဲ့အခါကျတော့လူလောက်တာကိုမပါဘူး အဲလူလုံးတာမပါတော့တဲ့ခါကျတော့အော်ဒီကံนี่ဟာလူလုံးလို့ဖြစ်တာမှမဟုတ်ပဲပဲတကယ်တော့ကိလေသာတွေရှိလို့မဟုတ်လို့ဖြစ်တာလို့အဲလိုမျိုးသိတဲ့ခါကျလူနဲ့ကံအတူတူလို့မမှတ်တော့ဒီကံนี่ကသို့သို့တို့ဒုက္ခပေးဒီကံนี่ကကောင်းကောင်းတို့လည်းပဲလူချမ်းသာစေတယ်လို့လို့နဲ့သူကဒုက္ခပေးအဲလိုမျိုးလို့ဒုက္ခပေးနေတဲ့ဒီကံนี่ဟာသူမဟုတ်ဘူးလို့ဆိုတာကိုကျုပ်တို့ဘုရားတပါးတည်းကနေပြီးအတဆုံးသိတယ် ဒီဘုရားတပါးရဲ့အနေပြီးတော့ဟောဒီဒုက္ခနဲ့လူဟာကတော့အတူတူမဟုတ်ဘူးအတူတူမဟုတ်တဲ့အတော့ဒီလူပေါ်မှာဖြစ်ပွားနေတဲ့ဒုက္ခတွေဟာဖယ်ရှားလို့ရတယ်။ဟောအဲ့ဒီလိုမျိုးလို့တွတ်တူသိလိုက်တဲ့အခါကျတော့ဘယ်လိုသိတာကြောင့်ဘာသိတာဖြစ်သွားတယ်လဲလို့ဆိုတော့မိစ္ဆာဒိဋ္ဌိပြုတ်တာ။ဘာမိစ္ဆာဒိဋ္ဌိပြုတ်တာလို့ဆိုတော့ဟောဒီသက်္ကာယလို့ဆိုတဲ့လူကောင်ကြီးအပေါ်မှာဒုက္ခတွေဟာသူတို့ပါပဲလို့ထင်နေတဲ့အမြင်ပါကြီး ဒုက္ခတွေဟာဒီလူပါပဲလို့ထင်နေတဲ့အမြင်ပါကြီးပြုတ်သွားတာကိုမိစ္ဆာဒိဋ္ဌိပြုတ်တာလို့သူပြောတာဒုက္ခတွေဟာဒီလူပါပဲလို့ထင်နေတာအမြင်မှားတာမိစ္ဆာဒိဋ္ဌိဖြစ်တာဘာမိစ္ဆာဒိဋ္ဌိလို့ဆိုတက္ကာယမိစ္ဆာဒိဋ္ဌိဒီတက္ကာယကြီးကိုပဲသူကနေပြီးတော့ဒုက္ခပါပဲလို့ဒုက္ခကောင်ကြီးပါပဲလို့ထင်နေတာဆိုတော့တက္ကာယမိစ္ဆာဒိဋ္ဌိပေါ့ဒီတက္ကာယလို့ဆိုတဲ့အတ္တကိုပဲဒါကြီးရတော့ဖြင့်ဒုက္ခကောင်ကြီးပါပဲလို့ထင်နေတဲ့ဒါမိစ္ဆာဒိဋ္ဌိဖြစ်တဲ့အတွက်ဒါအတ္တမိစ္ဆာဒိဋ္ဌိ အဲ့ဒါလိုလူနဲ့မဆိုင်တဲ့ဒုက္ခကိုအာလူပါပဲလို့လောက်လိုက်တော့သက်္ကာပိတာတိတိအခုနပြောသလိုဒုက္ခနဲ့လူသုံးမဟုတ်ကံနဲ့လူဝိပ္ပတိကိလေသာတွေနဲ့လူတွေပေါ့ဗျာဒါတွေကိုအတူတူမဟုတ်ဘူးတခြားပြီလို့ဆိုတာပြီတော့ဩလူပေါ်မှာသင်လွဲတာမရှိတော့ဘူးလူကပြင်သင်စင်ကြီးကြီးလေးသူ့ဘာသာသူထားဒီဘဝဖြစ်ွားနေတဲ့ကံတရားတွေကသူ့အကြောင်းနဲ့သူ့အကြောင်းလဲနေတာဆိုတော့ သူ့အကြောင်းနဲ့သူ့အကြောင်းနဲ့တို့ပြအောင်လုပ်ဖို့လိုတယ်လို့ဆိုတဲ့ဟာမျိုးလို့ပြီးသွားတဲ့အခါကျတော့ဒုက္ခတွေကကြီးလို့ရတဲ့ဟာတွေဒီဒုက္ခတွေလူပြားနေဖယ်ရှင်းပြရမယ်ဒါမှလူတွေမှာဒုက္ခဆိုတာခံစားရတာမဖြစ်မှာဆိုပြီးကြလားကျုပ်တို့ဗျာနေပြီးတော့ကံတရားကိုပရိသတ်သဘောပတ်တရားဖြစ်နေဒုက္ခနဲ့လူအတူမဟုတ်ပုံကိုပြတကယ်နဲ့တကယ်လို့ဒါဒုက္ခနဲ့လူအတူမဟုတ်ဘူးလို့ဆိုတာသိပြီဆိုမှတော့ယောဂနဲ့လူအတူမဟုတ်ဘူးဆိုတာသိရင် ဒီယောဂါကိုလူတွေကုကြပါလားမကုကြဘူးလားကုကြမှာပေါ့အဲ့လိုမျိုးလို့ကုကြရင်တော့ယောဂါတွေလည်းပျောက်ကုန်မှာပေါ့အခုတော့ယောဂါကိုကုရကောင်းမှန်းကိုမသိတယ်လို့ဟိုအရင်လောကကလူတွေလို့ပေါ့အရင်လောကကလူတွေယောဂါတခုဖြစ်ပြီဆိုရင်တို့ကုသေးလည်းမတော့ဘူးဘုန်းကြီးခေါ်ပြီးဖျားတယ်ချက်ခိုးအဲတိဘက်လူမျိုးတွေပေါ့နော်အဲ့လိုမျိုးလို့ဆိုတော့ဒုက္ခနဲ့လူအတူတူလို့သူတို့ချင်းနေလို့လို့ပြောရပါပေါ့တို့တို့လည်းဒီလိုပါပဲ ဒါကြတော့ဟောဒီလူဘဝကြီးရလာတာကကဒုက္ခပါပဲနဲ့ဒုက္ခတဲ့လူအတူတူလို့ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒုက္ခကိုကံလို့ဆိုတာကြည့်။ကံတဲ့လူအတူတူလို့တခါထင်မြန်သေးတော့တာကိုအဲဒီလိုမျိုးလို့ထင်တာဖြစ်တဲ့အတွက်ဒုက္ခဆိုတာဟေးကံကိုပြောတာဟာ။ကံဆိုတာဟေးကိလေသာကြောင့်ဖြစ်တဲ့အရာကိုပြောတာဟာ။ကိလေသာဆိုတာကလည်းပဲဝိဘက်ကြောင့်ဖြစ်တဲ့အရာဟာ။ဝိဘက်ဆိုတာကအဲဒီကကြောင့်ဖြစ်တဲ့အရာဟာနေဆိုတော့သူကတက်လေတာကလေးကိုပြလိုက်တဲ့အခါကျတော့အာလူနဲ့ကံတရားတခြားကြီးလို့ဆိုတာမျိုး ိကြတော့တာပေါ့အဲဒီလိုမျိုးလို့သိတဲ့အဖြစ်ရောက်တာကိုပဲကံတဲ့လူအတူတူလို့သိလို့ဖြစ်တဲ့အမြင်မှားကိုမိစ္ဆာဒိဋ္ဌိသက်ကာယမိစ္ဆာဒိဋ္ဌိလို့ပြောတာအဲ့တော့သက်ကာယမိစ္ဆာဒိဋ္ဌိဆိုတာပြောအောင်ဆိုရင်လူနဲ့ကံဟာတော့ပြင်တခြားစီလူဟာကံမဟုတ်ဘူးကံဟာလူမဟုတ်ဘူးကံဆိုတာကလူပေါ်မှာသူ့အကြောင်းအားလျော်စွာဖြစ်တည်ပြီးတော့နေနေတဲ့အရာတစ်ခုပဲ ီပြစ်တည်နေတဲ့အရာတခုကိုပျောက်ပြအောင်အတွက်ဒုလုံးကြပါလို့ဆိုတာမျိုးသိတာဟာဓာတ္တကပိဋ္ဌာဒိဋ္ဌိပြုတ်တာလို့ဒီလိုပြောရမှာဗျာအဲ့တော့တက္ကပိဋ္ဌာဒိဋ္ဌိဟာကျုပ်တို့ဗုဒ္ဓဘာသာတွေအတွက်အလွန်ကြီးပြုတ်ဖို့လိုပါတယ်အရေးကြီးပါတယ်ဒီတက္ကပိဋ္ဌာဒိဋ္ဌိကိုပြုတ်ကျင်လွန်းလှတဲ့အတွက်သေသာဒီနာချက်တွေလည်းပဲထုတ်ခဲ့ကြပါတယ်အဲ့ဒီထုတ်တာကတလွဲသွားပြုတ်နေပါတယ်ဘာသွားပြုတ်လို့ဆိုလူသွားပြုတ်တယ်ဒီလူမရှိဘူးလို့ဆိုတာမျိုးမဟာရယာလုတ်ပြစ်ပါတယ်လူမရှိဘူးလို့မဟာရယာလုတ်ပြစ်လို့တော့ လူတွေအနေနဲ့ကြီးပြာပေါ့ကြီးပြာဖြစ်ပေမဲ့လည်းတရားဟာလို့ဆိုပြီးတွန်းလိုက်တဲ့အခါကျမီးအားကြဒါလည်းပဲဟုတ်တယ်ဆိုပြီးတော့ပဲလူပြုတ်တဲ့လုပ်ငန်းပဲလုပ်နေကြလူပြုတ်ပြီဆိုရင်လူဟာရှုပ်လာပါပါနော်ဘာတွေရှုပ်လာမလဲဆိုရင်အုံနောက်တွေရှုပ်လာအုံနောက်တွေရှုပ်လာပြီးတော့လူရဲ့လုံးမမရှိလာဘူးလို့ဆိုတဲ့အခါကျတော့ဘာလို့